်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်တောင်ပိုင်းခရိုင်ခုနှစ်ခုနဲ့ကိုပါအုတ်ချုပ်ခွေရဒေသနှစ်ခုကမြို့နယ်ပေါင်း22မြို့နယ်မှာမဲဆင်းတွေစစ်ဆေးဖို့ဗမှုချုပ်အဆင့်ရှိတဲ့တပ်နယ်မှုတွေကိုတာဝန်ပေးထားတယ်လို့မြို့ကန်တွေစီကတီးရပါတယ် နတ်ဆာကိုဟိုင်းနဲ့မိုးနယ်မြို့နယ်မှာဒီဇင်ဘာလ6ရက်ကတက်နယ်မှုဘုံမှုချုပ်စွန့်လိုက်မင်းဦးဆောင်ပြီးတိုင်တက်စင်မဲဆင်းတွေပြန်ကောက်ခဲ့တယ်လို့မြို့ကန်တယောက်က DBB ကိုပြောပါရယ်မနေ့ကကိုဟိုင်းမြို့နယ်မှာလည်းဘုံမှုချုပ်အာကိုဝင်းကမဲဆင်းလာမကြည့်သူတွေကိုအိမ်နိုင်ရာရောက်စီးရဲတိုက်ဆိုင်စစ်ဆေးတာတွေပြုလုပ်ပြီးမှာရွေးနေတဲ့မဲဆင်းတွေကို ပြန်လည်ပြင်ဆင်ပေးနေတယ်လို့မြို့ကန်တွေစီကသိရပါရယ် အလားတူဒီဇမလ3ရက်ကလည်းပအိုးနဲ့ဒနုကိုပါအုပ်ချုပ်ခွင့်ရဒေသနှစ်ခုကဟိုပုံပင်လောင်စီဆိုင်ပင်ဒီယားနဲ့ရွာငံမြို့နယ်တို့မှာဘူမှုကျုပ်တပ်ထင်စုဦးဆောင်တဲ့အဖွဲ့ကမဲဆင်းစစ်ဆေးပြီးအစ်စ်ပြန်ကောက်တာတွေလုပ်နေတယ်လို့ဒေသခံတယောက်က TVB ကိုပြောပါရတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မြို့နယ်22မြို့နယ်ကမှာရွေးနေတဲ့မဲဆင်းတွေပြည်လဲစစ်ဆေးဖို့နိုဝင်ဘာလ29ရက်ကတက်နယ်မှု9ရောက်ကိုစစ်ကောင်ဆောင်ကတာဝန်ပေးခဲ့တယ်လို့စစ်ရေးသတင်းမြစ်တီစီကသိရပါတယ်ရှင်2021ခုနှစ်အာနာတင်ပြီးရတော့တနင်္ဂနွေလုံးဘိန်းစိုက်ပြိုးချုံလုံးမှုရဲ့90ရာခိုင်နှုန်းညီပါရှိတဲ့ရှမ်းပြည်နယ်မှာဘိန်းခင်းတွေကိုလူမြင်ကွင်းလမ်းဘေးဝဲရာတွေမှာပါစိုက်ပြိုးလာကြတာကိုတွေ့မြင်ရပါတယ် 2023ခုနှစ်မှာကမ္ဘာထိပ်တန်းဘိန်းစိတ်ပြိုးတဲ့နိုင်ငံအဖြစ်ကုလသမဂ္ဂမူရစီဝါနဲ့ရာဇဝမှုဆိုင်ရာအဖွဲ့ယုံ UNODC ကကြေညာခဲ့ပြီးတဲ့နောက်၃နှစ်အကြာမှာဘိန်းစိတ်ဤက13000ကျော်ထပ်မံမြင့်တက်လာတာဖြစ်ပါတယ်။အခုနှစ်မှာလည်း UNODC ကမြန်မာနိုင်ငံကိုထိပ်တန်းဘိန်းစိတ်ပြိုးတဲ့နိုင်ငံအဖြစ်ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုစိတ်ဤကတွေတူလာတဲ့အခြေအနေကို ်ဘိန်းအစားထုတ်နစ်ရှိပင်လုပ်ငန်းတွေဖွံ့ဖြိုးဖို့ကူညီပေးနေသူတယောက်ကခုလိုပြောပါတယ်ဒါတော့တနည်းယူကြံပြီးတော့တရားဥပဒေစိုးမှုပြီးဆိုတော့ဒီကောင်ကတော့ရှင်းသွားပါပဲပေါ့နော်လူလူရှင်းသွားပါတော့အခုကတော့ဒေသခံအဖွဲ့အစည်းတွေကိုယ်တိုင်ပါဝင်ပြီးတော့လုပ်နေကြတာကိုတွေ့ရတယ်သူတို့မျက်စိရှိမှပဲဘိန်းကြီးတွေရှိနေတယ်ဒီအမှာသူမျိုးစီရှိမှာပဲစိုက်နေပြုံးနေကြတယ်သူတို့မိသားစုဝင်တွေပဲစိုက်ပြုံးနေကြတယ်ပေါ့နော် ဒါ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 ပို့ပို့ပို့ဖွဲ့ပေါ့နော်အဲ့တော့အဲ့လိုရှိနေခါကျတော့မြင်နေရတဲ့ခါကျတော့ဒီသူတို့ကိုယ်လည်းလှုပ်ပေးထားမှရတယ်ဒီမှာလေကိုမြင်တာလေမင်းတို့လှုပ်ချင်တာလှုပ်မတော်နိုင်ရင်လက်ရှိစက္ကဆောင်မတော်နိုင်ရင်ပြီးပြီဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ပေးထားပြီးတော့လှုပ်ချင်တာလှုပ်ခိုင်းထားတဲ့နေသားမျိုးရှိနေလို့ကိုမြင်တယ်ဒီမှာလေအဲ့ဒါအဓိကပဲဆက်ပြိုးဟိုဘိန်းဆက်အိတ်ကြီးတိုးလာအဲ့ဒါအဓိကပဲကိုမြင်တာ မိစိတ်ပြူရာဒိတာတွေဖြစ်တဲ့ဟိုပုံစီဆိုင်နမ်ဆန်ပင်လောင်ပင်လုံစတဲ့ပအုပ်ပလောင်ကူပိုင်အုပ်ချုပ်ခွင့်ရဒိတာတွေမှာဘိန်းတောင်သူတွေဟာသက်ဆိုင်ရာထွေအုပ်တွေနဲ့လက်နက်ကင်အဖွဲ့အစည်းဒီဒီကိုဘိန်းစိတ်ပြူခွင့်အတွက်တရားမဝင်ငွေကြေးပြီးဆောင်ပြီးစိတ်ပြူကြတာဖြစ်ပါတယ်။အဲ့ဒီဒိတာတွေဟာမီယိုဖလာဘိန်းစိတ်ပြူထုတ်လုပ်တဲ့ဒိတာတွေလို့ပြောလို့ရလောက်အောင်ဘိန်းစိတ်ပြူခဲ့တဲ့တတန်ကကြာမြင့်နေတာဖြစ်ပါတယ်။၂၀၂၁အာနာသိမ့်ပြီးနောက်မှာတော့စီရီအရာဖြက်လေးဖြက်အစီအစဉ်တွေကြောင်း ရခိုင်ချင်းကရင်ကယားနယ်ရှမ်းမြောက်ဒေသအပြင်ကရင်ပြည်နယ်တွေမှာလည်းအ धिक လက်မကြီးတွေဖျက်တမ်းခွင့်မရတာတွေကြောင့်စားသုံးသီးနှံတင်ပို့ရောင်းချတဲ့လုပ်ငန်းဟာကျဆင်းလာပါတယ်။ဒါအပြင်ဟင်းဒီဟိရွက်ဆက်ပြုတ်ထုတ်လို့ရမှာဓမီဩဇာပုံယောဂမိုးနဲ့ပေါင်းသစီအပြင်လူသားစီးတွေကတုံဆလောက်မြင့်တက်လာပြီးဆက်လက်မြင့်တက်နေတဲ့အခြေအနေမှာရှိနေပါတယ်။ဒီလိုဈေးစကားတွေကျင်းမြင့်နေပေမဲ့ ဒီနံပေါ်ချိန်မှာရန်ကုန်ပဲခူးအရာဝတီမကွေးမန္တလေးနဲ့စကိုင်းကဒေသတချို့ကိုတွာလာတင်ပို့နိုင်ပေမဲ့လေစစ်စည်းကိတွေကိုဟင်းဒီဟင်းရွက်တည်ဆောင်မှုအကြောတရားမဝင်ငွေကြီးပြီးဆောင်ရတာအပြင်တော်လန်ရေးကိတွေကိုလည်းငွေကြီးကူညီထည့်ဝင်ရတာရှိတဲ့အတွက်ဘိမဟုတ်တဲ့အခြားဒီနံစိတ်ပြိုးတဲ့တောင်တူတွေမှာစိတ်ပြိုးစည်းမြင့်တက်လာသလိုဈေးကွက်အရောက်တင်ပို့ရတဲ့ဈေးစကားတွေလည်းမြင့်တက်လာတာက အရင်ရှုံးတဲ့အပြင်ကခပါပြန်စိုက်ပေးလာရတဲ့အခြေအနေရှိလာပါတယ် ဒါကြောင့်ဘေးမဟုတ်တဲ့အခြားတိနံဆက်ပြိုးတဲ့တောင်သူတွေကလည်းဟင်းတီးဟင်းရွက်ကုံစင်းတိနံအစားထိုးအဖြစ်တနစ်ကိုတောင်ရတတိလေရတတိနဲ့နတိရတဲ့ဘိန်းတိနံကိုအစားထိုးဆက်ပြိုးလာကြရင်စိုက်ဧကရီမြင့်တက်လာတာလည်းဖြစ်ပါတယ်။ဒါကြောင့်မီယိုဖလာဘိန်းဆက်ခဲတဲ့ပူပလောင်လိုဒေတာတွေအပြင်နေမြင့်ချင်းထိဆက်နေပြီးဘိန်းဆက်ပြိုးလေမရှိတဲ့ဒနုဒေတာတွေမှာပါဘိန်းဆက်ပြိုးဖို့တွန်းအားဖြစ်လာတဲ့အခြေအနေကိုဒနုတောင်သူတယောက်ကခုလိုပြောပါတယ်။ အဲ့တော့တောင်းအဓိကဖြစ်စီတာကတော့ဒီတပ်ပင်းနာလားကွာဒီနိုင်ငံရေးချင်းနေရရဲ့နမဆက်တွေအချင်းနေရရဲ့ရောင်းလို့ကမကောင်းလားအဓိကတော့နမဆက်တွေကျွန်တော်ကတော့တဲ့ကုန်စည်ရုပ်ရှင်မန်လူပူတယ်ပြီးတော့မူဆဲတီယိုဖေကိုထွက်တယ်ပြီးတော့ပတ်ကမြတီနောက်ထွက်တယ်မန်လီနေတဲ့ အဲ့ဒီ2မျိုးမှာလင်တန်ရောမန်လီရောစီဝေးရောကြီးလိမ်သွားနေ2မျိုးမှာဟိုးဘက်ကလည်းနမ်မဆက်ကြီးရတော်တော်လေးပိတ်သွားနေ2မျိုးမှာအဲ့ဖက်ကကုန်စီမရောက်တော့ဘူးတော့ဒီဘက်ကထွက်တဲ့ကုန်စီတွေကရောလာဟိုဈေးမရဘူးစိတ်ပြူတဲ့ဈေးတော့မရဘူးတခါကျရင်ကောက်ခါအောင်ရှုံးခါတယ်အဲ့လိုမျိုးနေ2မျိုးကိုထွက်လာတဲ့အခါမှာအဲ့ဒါဒီကဒီတန်ရာကြီးစိုက်ဖို့အတွက်တွန်းအားဖြစ်စေဆာမန်ရကျွန်တော်ကတော့ ်နော်ဖိတ်ချင်တဲ့အနေနဲ့ဒါမျိုးရောက်လာခဲ့တာရင်တော့ကျွန်တော်ဒါမှသိပြင်ဟိုညင်းညင်းညူမနေတတ်ခဲ့တဲ့သူမျိုးအခုတုံးလေးနေပိုင်းမှာကျွန်တော်ကိုယ်တိုင်ကိုညင်းညူရတဲ့အဆင်ကိုရောက်လာခဲ့တယ်မီချရဒီဇင်ဘာလ3ရက်နေ့က UNODC ရဲ့ထုတ်ပြန်ချက်မှာရှမ်းပြည်နယ်တောင်ပိုင်းဟာတကဘာလုံးဘင်းစိုက်ပျိုးထုတ်လုပ်မှုရဲ့အခြေချာဒေသဖြစ်လာပြီးမြန်မာတနင်္ဂနွေလုံးမှာစိုက်ပျိုးထုတ်လုပ်မှုရဲ့44%ခန့်နှုန်းရှိနေတယ်လို့ စိုက်အေကတူပွားလာမဲ့အလားလာလဲရှိနေတယ်လို့ထုတ်ပြန်ကြပါတယ်။ဘိန်းပန်းတွေကနေပထမဆုံးချစ်ထုတ်လိုက်တဲ့ဘိန်းစိန်စီရဲ့တန်ဖိုးကပြီးခဲ့တဲ့2023ခုနှစ်ကတည်းက1ကီလိုဂရမ်ကို7.5သိန်း9တောင်းကနေ7.6တင်း9တောင်း2000အထိမြင့်တက်လာနေပါတယ်။ဒါအပြင်ဘိန်းစိုက်ပြိုချုပ်လို့မှုမှာလည်း2025မွေးရသည့်ဆက်ပြိုးချင်းကစားလို့အခြားတင်းနံဆက်ပြိုးထုတ်လုပ်တယ်လို့ပဲမြို့မြစီနဲ့ဆက်ပြိုးစည်းရင်းကြီးတွေကို ဂျိုတင်ထုတ်ချီလာကြတယ်လို့အဲ့ဒီဒေတာတွေကိုမကြာခဏရောက်လေရှိသူက ပြောပါတယ်။လက်ရှိတနိုင်ငံလုံးဘိစိတ်ပြိုးထုတ်လို့မှုကဧက33,950ရှိပြီးရှမ်းပြည်နယ်မှာဧက33,6950ကချင်ပြည်နယ်မှာဧက16,625ချင်းပြည်နယ်မှာဧက2,600ကယားပြည်နယ်မှာဧက6,950နဲ့စကိုင်းတိုင်းကဧက1,380နဲ့ဘိအများဆုံးဆက်ပြိုးတဲ့ထိပ်တန်းနိုင်ငံအဖြစ်ကြေညာခံရပြီး သုံးနှစ်အတွင်းပထမဆုံးဆက်ဧကစီရင်တက်လာတဲ့အကြီးဆုံးတိုင်းဒေသကြီးအဖြစ် UNODC ရဲ့စီရင်မှာပါဝင်လာတာဖြစ်ပါတယ်။ဒီမှာဟန်နာပါ။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချီချူဆမ်မဂျေဆုတမားရှင်။